င်္ဂလာပါရှင်ဇန်နဝါရီလကစပြီးအာဏာရလာတဲ့ဒေါ်နယ်ထရန့်ရဲ့လှုပ်ရွတ်တွေကြောင့်ဒီကမ္ဘာလုံးပြားများနေချိန်မှာမြမအရေးနဲ့ပတ်သက်ပြီးအမေရိကန်ရဲ့နိုင်ငံသားရေးမူဝါဒအပြောင်းလဲဖြစ်လာနိုင်မယ်လို့ကျွမ်းကျင်သူတွေကတုံ့တက်လာကြတာကို VOE ကဖော်ပြခဲ့တာကို တွေ့ရပါတယ်ဒီလိုချိန်နေပါထရန့်ကလွတ်တော်မှာမြမအကြောင်းသားတွေအတွက်ပညာသင်ထောက်ပံ့ငွေဒေါ်လာ55သန်းဖြတ်တောက်မှုကိုထည့်သွင်းပြောဆိုသွားတာကို တွေ့ရပါတယ်အမေရိကန်မှာဆိုရာတက်ပြီး Trump အမိန့်နဲ့ USAID ကိုရက်60စိုင်းငံ့မှုကလေးကမြမအရေးထိခိုက်မှုတွေရှိခဲ့ပါတယ်။အထူးသဖြင့်အတန်တွေထွက်ခဲ့တာကတော့ထိုင်းမြန်မာနယ်စပ်ကဒုက္ခသည်စခန်းတွေနဲ့နေဦးတော်လည်ရေးမှာတကြစာပါဝင်နေကြတဲ့မီဒီယာတွေအပေါ်မှာရိုက်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။ဒါကြောင့် Trump ရဲ့ American ဆိုရသည့်လက်ထက်မှာမြမနိုင်ငံရေးပေါ်ဘလို့ကင်တွယ်သွားနိုင်မလဲဆိုတာဟာစိတ်ဝင်စားစရာဖြစ်စေခဲ့ပါတယ်။ မေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုကတော့ဇန်နဝါရီလအတွင်းမှာစီးနိုင်နိုင်ငံသားရေးဆက်ဆံရေးကော်မတီရှေ့မှကြားနာစစ်ဆေးခံရမှာနိုင်ငံသားရေးဝန်ကြီးဌာနရဲ့ထိတ်တန့်ဦးစားပေးမှုဟာအမေရိကန်သာဖြစ်ရမယ်လို့ပြောဆိုသွားတာကိုတွေ့ခဲ့ရပါတယ်။မူဝါဒရေးရာကြေညာချက်ထွက်ပေါ်လာတဲ့အခါမှာလည်းအမေရိကန်ကိုပုံမလုံးကြုံစိတ်ချရစေမယ်။ပို့ပြီးတော့လဲခိုင်မာတောင်းတင်းပို့ပြီးတော့လဲကြေဝချမ်းသာစေမယ်နိုင်ငံသားရေးမူဝါဒကို လက်တွေ့ကျကျကျင့်သုံးသွားမယ်လို့ပါရှိခဲ့တာကို တွေ့ရပါတယ်။အဲ့ဒီလိုကျင့်သုံးသွားဖို့ဆိုရင်အာရှပစိဖိတ်ဒေသမှာအထူးသဖြင့်မြမအရေးကိုကင်တွယ်မှဖြစ်မယ်လို့ပညာရှင်ချို့ကထောက်ပြလာခဲ့ပါတယ်။မြမနိုင်ငံမှာစစ်တပ်ကအကြမ်းဖက်အာဏာသိမ်းပြီးနောက်မှာတရုတ်ဩဇာကပုံပြီးညောင်းလာခဲ့ပါတယ်။စစ်ကောင်စီပေါ်မှာရောအခြားလက်နက်ကိုင်တွေပေါ်မှာပါတယောက်မှုတွေရှိနေတယ်လို့ပြောရမယ်ထင်ပါတယ်။ ဆရာနာသိန်းကာလာတွေနဲ့အတူရှေးရခင်ကလေးကအပေကံဘဝနဲ့အတူမပြီးဆုံးနိုင်တဲ့ပြည်တွင်းစစ်ကြောင်းလေစီပွားရေးနဲ့စည်ရေးပိုင်းမှာရောမြမဟာတရုတ်ပေါ်အရင်ကထက်ပိုပြီးမိခိုလာခဲ့ရပါတယ်အဲ့ဒီချိန်ဒီမှာရူဘီယိုအနေနဲ့နိုင်ငံသားရေးမူဝါဒရဲ့ပဲ့ကန်ဖြစ်လာတာနဲ့များအင်ဒိုပစိဖိတ်မဟာဗျူဟာကိုပုံမိုကျယ်ပြန့်စွာချမှတ်အကောင့်ထဲပေါ်နိုင်ရေးအတွက်မြမဟာဝါရှင်တန်အတွက် ခွင်လန်းတရက်ဖြစ်လာနေပြီလို့ကျွမ်းကျင်သူတွေကသုံးသပ်လာကြပါတယ်။မြန်မာဟာအမေရိကန်တရုတ်အားပြိုင်မှုမှာမဟာဗျူဟာမြောက်အရေးပါတယ်ဆိုတာကို Rubio တယောက်ကောင်းကောင်းနားလည်ထားပြီးဖြစ်ကြောင်း Australia မျိုးသားတက္ကသိုလ်ကသူတည်သည့် Hunter Master ကပြောပါတယ်။သူ့လိုပဲ Washington စစ်ကောလိပ်မှာပေါမောက်ခဇာကာရီအဘူဇာကလည်းမြန်မာဟာအမေရိကန်နဲ့တရုတ်ကြားမှာအဓိကကြာလာနိုင်မယ်လို့ပြောလာပါတယ်။ အရှေ့တောင်အာရှဟာအမေရိကန်နဲ့တရုတ်တို့တိုက်ရိုက်ထိတွေ့အားဆန်းရမဲ့ဒေသဖြစ်လာပြီးမြန်မာဟာလည်းမဖြစ်မနေပတ်သက်လာတော့မယ်လို့သူကဆိုပါတယ်မြန်မာဟာရှေ့တောင်အာရှနဲ့တောင်အာရှရဲ့လမ်းစုံလမ်းကွာမှာရှိနေတာကြောင့်ဒေသရင်းတည်ငြိမ်ရေးနဲ့စီးပွားရေးအတွက်အလွန်အရေးပါနေပါတယ်အခုနောက်ပိုင်းမှာတော့တရုတ်ကရခိုင်ဒေသမှာရင်းနှီးစိတ်ကန်တိဆောက်ပြီးလွှမ်းမိုးနိုင်မှုအခြေအနေတိုးချဲ့လာနေတာကြောင့် လုံခြုံရေးပိုင်းမှာစိုးရိမ်စရာဖြစ်လာနေကြောင်းထောက်ပြခဲ့ပါတယ်။ထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးပြည်ပခါဖြစ်လာမယ်ဆိုရင်ကုမင်းကိုတည်တန်းနေတဲ့ဂျီနန်နဲ့တန်းငွေပိုင်လိုက်ဟာအရေးပါလာပြီဖြစ်ကြောင်းဆိုကြပါတယ်။တရုတ်နဲ့ရုရှားဟာအိန္ဒိယသမုတ်တရားထိအင်အားပြန့်ကျက်လာမှလည်းဖြစ်ပါတယ်။ရခိုင်စစ်ကမ်းတွေကိုတရုတ်တို့ကဝင်ထွက်ခွင့်ရလာမှဖြစ်ပြီးရုရှားစစ်သည်မော်တွေရန်ကုန်စစ်ကမ်းသို့စိုက်ကပ်လာကြမယ်လို့ဆိုပါတယ်။အဲ့ဒီနေရာမှာဖြည့်ဆွတ်ပြောရရင် တဝယ်ရည်နဲ့စိတ်ကန်းကိုရုရှားကအကောင့်ထဲပေါ်ပြစ်ခဲ့ရင်ကန်ယူရန်ဒေတာတီတရုတ်နဲ့ရုရှားရောက်ရှိလာတဲ့အနေအထားကိုတွေ့ရပါတယ်။မြမောက်ခင်ပါလေနောက်ဆုံးပေါ်ခင်မီနီးပညာတွေအတွက်မြမမာတူးပေါ်ရရှိခဲ့တဲ့မြေရှားတတ္ထုတွေဟာလည်းအရေးပါလာနေပါတယ်။တရုတ်ကမြမကတတ္ထုတွေတူးပေါ်ရေးမှသာမကပဲတန်းစင်ရေးပိုင်းကိုပါလဝကြီးအုပ်လူနီးနီးဖြစ်နေတာဟာအမေရိကန်လုံခြုံရေးကိုလုံးဝချိန်ချောက်လာနေခြင်းဖြစ်ပါတယ်။ တရုတ်နေနဲ့ကချင်ပြည်နယ်ကနေမြေရှားတပ်ထုရဲ့40ရာခိုင်နှုန်းရရှိနေပြီးမြန်မာဟာကမ္ဘာမြေရှားထုတ်လုပ်နိုင်မှုရဲ့14ရာခိုင်နှုန်းအထိဖြစ်လာနေတယ်လို့နိုင်ငံတကာစွမ်းအင်အေဂျင်စီကထုတ်ပြန်တဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။2023ခုနှစ်တွင်တရုတ်ဟာမြန်မာကဒေါ်လာ1.4ဘီလီယံအထိတင်သွင်းလာခဲ့ပြီးကမ္ဘာကုန်ကြမ်းတန့်စင်မှုရဲ့90ရာခိုင်နှုန်းအထိထိန်းချုပ်ထားပါတယ်။ အမေရိကန်နေနဲ့တရုတ်ကိုရန်စတယ်လို့ဖြစ်မှာဆိုတာကြောင့်မြမတော်လန်ရေးကိုပံပိုးပေးဖို့စိတ်မပါလက်မပါဖြစ်နေပါတယ်ဒီလိုတုံဆိုင်မှုကြောင့်တရုတ်တို့ကမြမရေးမှာရှေ့ကိုတစထက်တစတိုးပြီးနေရာရလာအောင်လုပ်ပေးနေတယ်လို့ဖြစ်နေတယ်လို့မာစတန်ကပြောပါတယ်ရူဘီယိုကအမေရိကန်နိုင်ငံသားရေးဝန်ကြီးဖြစ်လာပြီးပထမနေမှာပဲတရုတ်ကိုတံပြန်နိုင်မှုအိန္ဒိယဂျပန်ဩစတြေးလျတို့နဲ့တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ် ဲ့ဒီတွေ့ဆုံမှုကပဲမြန်မာရဲ့အရေးပါမှုကိုအမေရိကန်မူဝါဒရေးဆွဲသူတွေနားလည်သဘောပေါက်ကြောင်းတက်သေးတခုဖြစ်တယ်လို့ဆိုပါတယ်။ရူဘီယိုဟာကျူဘာအမေရိကန်ဥဖြစ်နေရာကြောင့်ကွန်မြူနီတိုအနေနဲ့သူတို့ရဲ့အကျိုးစီးပွားအတွက်ဘလို့လှုပ်လာနိုင်တယ်ဆိုတာကိုသိရှိပြီးဖြစ်ပါတယ်။မာစတန်ကဖက်ဒရယ်ဒီမိုကရေစီရရှိရေးတိုက်ပွဲဝင်နေကြတယ်တိုင်းရင်းသားလက်နက်ကိုင်းတွေပါဝင် ပါဝင်ပတ်သက်နေသူတွေနဲ့ပုံမိုတိုးမြင့်ဆက်ဆံလာဖို့သာရှိနေကြောင်းတရုတ်ဘက်ကတော့ American policy ဘလိုပဲရှိရှိမြန်မာကိုဆက်လက်ပြီးပတ်သက်နေမိတာဖြစ်ကြောင်းပြောပါတယ်မြန်မာရေးကိုအခုအတိုင်းပြစ်ထားမယ်ဆိုရင်တော့ American ရဲ့ Indo Pacific မဟာဗျူဟာဆိုတာဟာအိပ်ပေါင်းနဲ့ဖားကောက်ဆိုသလိုဖြစ်နေလိမ့်မယ်လို့ယူဆရပါတယ်တရုတ်နဲ့ရုရှားတို့ကတော့အချိန်ဆွဲမနေပဲ2024ကစပြီးမြန်မာစစ်ကောင်းဆောင်တွေကို ပြောင်ပြောင်တင်းတင်းထောက်ခံပံ့ပိုးပေးလာနေပြီဖြစ်တာကြောင့်ပူမိမဟာဗျူဟာမှာအလွန်ရေးပါနေတဲ့မြန်မာကိုဒေါ်နယ်ထရန့်အနေနဲ့လွတ်ထားလို့မဖြစ်တော့ကြောင်းယူဆရပါတယ်။အာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ကတော့ပူတင်ကိုကြွမင်းဆက်သွင်းပြီးဘရင်ဖြစ်တင်စားမြောက်ပင့်ပြောဆိုပြီးအလိုလိုက်ကြိုက်ဆောင်နေပြီဖြစ်တာမို့အမေရိကန်တို့ဘက်ကလည်းမြမအရေးဘလို့ကစားမယ်ဆိုတာကိုမကြခင်သိရတော့မလားဆိုတာတွေးတောမိပါတယ်ရှင်။